အလုံးမဲ့မင်္ဂလာပါဒီချေကတော့ Grade 12 Mathematics ကိုသင်ကြားမယ့်ချေစုစံတော်ဖြစ်ပါတယ်။ချေသင်ကြားမယ့်ပိုင်းကတော့ Grade 12 Mathematics ရဲ့ Chapter 11 Applications of Integration ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ Level 1အနေနဲ့ကတော့ Introduction သွားမယ်။ Level 2ကတော့ Definite Integral ကိုသွားပါမယ်။ အော် landing organ အနေနဲ့ကတော့ဒီဇယ်တို့က integration function တွေကို polynomial တွေ rational တွေ exponential တွေ logarithm တွေ trigonometric function တွေနဲ့ပတ်သက်တဲ့ integration အစုံကိုသိရှိသွားမှာဖြစ်ပါတယ်အဲ့တော့ intro နည်းနဲ့စပြီးဦးအရင်တည်ပြီးသားဖြစ်တဲ့ကျေတော့ဒီ area လေးရှာနေလေးသွားမယ်ဒါဆိုရင် rectangle area rectangle area က bh ပေါ့ base နဲ့ height နဲ့မြောက်မယ်ဒါဆိုရင် trapezium area trapezium area ဆိုရင်1/2 a + b ဟိုင်းညံမြောက်မယ်ဘက်ကဆိုတာ site area ပိုင်ဟာ square ပါ lemma my do ma definite integral ma jero limit ရှိမယ် a to b ပေါ့နော် a က lower limit b က upper limit jero upper minus lower ပေါ့အဲ့တော့ f(b) minus f(a) ဘယ်မှာလဲဒီလိုပဲ a to b ပေါ့ h to h ဆိုလို့ရှိရင် ် integrate လုပ်တဲ့ဆိုရင် power တစ်ခုတူတစ်ခုတူဆိုတော့တစ်ပေါင်းတော့ h to the power 4 by 4 a to b ပေါ့ဒါဆိုရင် first ပေါ့နော် first က blue သွားမယ်ဆိုတော့ upper limit ပေါ့ upper limit minus lower limit ဆိုရင် b to the power 4 by 4 minus a to the power 4 by 4 အောက်ပါတစ်ခုကကြတော့ fundamental theorem of calculus ကိုစပြောမယ်။ကျတော့ဒီ calculus ဆိုဒီမှာ differential ကို integration ဟောနှစ်ခုပေါင်းခြင်းကို calculus လို့ပြောတာပါ။အဲ့တော့ f ကတဲ့ function တစ်ခုပေါ့။နော်အဲ့ function က continuous ဖြစ်နေမယ်ဆိုလို့ရှိရင် x က ab ပေါ့။နော် ab set ထဲမှာဒီရှိမယ်ဆိုရင်ကျတော့ differentiate ကို integrate လုပ်မယ် f of g dt ဒါဆိုရင် integrate နဲ့ differentiate ကကြည်သွားတဲ့သဘောဒါဆို f of x ပဲပြန်ရအောင် ။ Uprise ကလည်းဆက်လက်ပြီးကြီးရှိနေမယ် continuous ဖြစ်နေမယ်ဆိုလို့ရှိရင် ACE က AB ထဲမှာပဲရှိမယ်။ဒါကြောင့်မို့ integration ဆို A to H Uprise H apply t ပေါ့ဒီမှာတော့ t dt နှစ်ခုဒါဆိုလို့ရှိရင်ကျေတော့အဓိကလည်းဒီလိုပဲ differentiate တခုနဲ့ integration နဲ့ဆိုမူရင်း function ပြင်ရမယ် afford upper limit က a lower limit က a ဒါကြောင့် afford a minus afford e ပါ uh, rules of definite integration ပေါ့နော် limit က a to b k လေးရှိမင်းချေ constant k ကိုပြင်ထုတ်လိုက်မယ်ဒီကောင် integrate လုပ်မယ် limit က a to b f of a plus or minus g of a limit က a to b ပဲဒါဆိုရင် limit of a to b f of a ကိုတခါ different integrate လုပ်မယ်နောက်တော့ g of a ကိုတခါ integrate လုပ်မယ် limit က a to b ပါပဲ F4H ကိုပဲ integrate လုပ်မယ် A to B ဆိုရင်0ထွက်ပါတယ်။အော် integration ဆို A to B ပဲ limit ကဒါပဲယူထားမယ်။အဲ့တော့ F4H ကိုလုပ်မယ်ဆိုလို့ရှိရင်တဲ့အခြေတော့ပုံမှန်ပဲဒါပေမဲ့ limit ကိုချိန်လိုက်မယ်။သူ့ရဲ့ limit ကိုချိန်လိုက်မယ်။ upper နဲ့ lower ကိုချိန်လိုက်လို့ရှိရင်ဘာတက်မလဲဆိုရင် minus တက်။ဒါဆိုရင် upper က A lower က B ဖြစ်သွားမယ်။ဒီရှေ့က minus ဖြစ်သွားမယ်ပေါ့။အဲ့တော့ဒီဘက်မှာက A to B ပဲ F4H DH ပေါ့။ဒါဆိုရင်သူချင်ရောကတခုခုလေးထိုက်ရှိမယ်။ သူ့ရဲ့ဈားတွေက constant လေးထည့်ယူမယ်ပေါ့နော်အဲ့လိုမျိုးကြတော့ chain rule လို့ခေါ်တယ်ပေါ့အရင်ရှေ့က differentiate မှာဆို chain rule လို့ခေါ်တယ် a to c ကိုယူမယ် c to b ကိုထည့်ယူမယ်နှစ်ခုပေါ့နှစ်ဆင့်ပေါ့နော်ဈားကန်တစ်ခုယူလိုက်တာဒါရိုက်မပြောဘဲနဲ့ဈားကန်တစ်ခုယူလိုက်တာ for a ပဲဒါပေမဲ့ a to c ကိုသွားမယ် c to b ကိုသွားမယ်အဲ့တော့ limit a to b ကိုသွားတာ ਨੇ အတူတူပါပဲ ဒါဆိုရင် example 1လေးကိုစပြကြကြည့်အောင် integration ကို -1 to 2ပေါ့ h2dh h2dh ဆိုရင် h2 ဆိုရင် h2 the power n plus 1ဆိုတော့ h2 the power 4 4 by 4 upper limit က2 lower limit က -1 upper ကိုထည့်မယ်2 to the power 4 by 4 lower ကိုထည့်မယ် -1 to 4 by 4 minus လ mm ောက်ပြီးရှင်းလိုက်တော့3 to 3 into 3 by 4ပေါ့နော် နောက်တစ်ခုကနံပါတ် B ရ0 to π 2 science ကြီးစာရောင်းဒီကလေးလောက်တော့ minus score ကြီး0 to π 2အဲ့တော့ minus score π 2 minus minus 2ကတော့ဒီကောင် plus score 0 cos 0က1 cos π 2က0ဒါကြောင့်မလို့ answer က1ဖြစ်ပါတယ် Now example 1ရဲ့ C လေးပေါ့ integrations of 1 by minus 1 root 8 plus 2 dx ပေါ့ ဒါကိုရှင်းမယ်ဆိုရင် D root power 1/2ကို0.2ပေါင်းတော့3/2 3/2ကိုထပ်စားရင်3/2ဖြစ်ရမှာဒါပေမဲ့ဒီရှေ့ကိုပို့လိုက်တော့2/3ဖြစ်သွားတာ။ကဲ limit တွင်းမယ်1တွဲလိုက်မယ်ဆိုတော့1 2ဆိုတော့3 3 to the power 3/2 minus 1တွဲမယ်ဆိုတော့1 1 to the power 3/2အော်တစ်ကဘယ်နဲ့ထပ်ပဲတွင်းတွင်း1ပဲပေါ့။ဒီ3/2ကိုထပ်ခွဲလိုက်တော့3 root 3ပေါ့။ရှေ့က2/3ပါပဲ။ နမဂျီကိုသွားမယ်။နမဂျီကပိုင်ပိုင်4 to 5 modulus of cos a g s ပါ။အဲ့တော့ဂျီရော modulus ရဲ့သဘောကအနှုတ်တွေရှိမယ်အပေါင်းလည်းရှိမယ်။ဥပမာ minus 2ပေါ့။ minus 2ကို modulus ယူလိုက်ရင် plus 2ဖြစ်မယ်။ plus 2ကို modulus ယူရရင်လည်း plus 2ဖြစ်မယ်အခုလည်းဒီလိုပဲကျတော့ cos x ကိုအနှုတ်တစ်ခါယူမယ်အပေါင်းတစ်ခါယူပါမယ်ဒါဆိုရင်သူရဲ့ limit က pi/4 to pi ပေါ့ စသောအဒီယိုရန်ကမှတကူပါတယ် A to C ပေါ့အဲ့တဘောမျိုးကျတော့ပိုင်ပိုင်4 2ပိုင်ပိုင်2ကိုယူမယ်ပိုင်ပိုင်2 2ပိုင်ကိုယူမယ် အဲ modulus ထဲမှာအပေါင်းတစ်ခုနောက်ထပ်တစ်ခါ block ယူမယ်အနှုတ်တစ်ခုယူလိုက်မယ်ပုံနေနဲ့စဉ်းစားမယ်ဆိုရင်ကျတော့ cos မလို့ဘယ်ကစမလဲဆို1ကစမယ် pi/2 မှာ0ပြီးတော့ pi/2 မှာထည့်မယ်ပြီးရင်သူက pi မှာအပေါ်က1ရှိမယ်ဒီဘက်က3 pi/2 မှာထည့်မယ်ဒီပုံလေးရသူရဲ့ reciprocal အနေနဲ့ဒီလိုပုံလေးအောက်ကနောက်ထပ် reciprocal ပုံလေးအခုထပ်ထွက်ဆွဲထားမယ်အဲ့တော့မှဒီဘက်မှာ pi/4 နဲ့ပိုင်းကြတဲ့ဒီအပေါင်းယူရင်နောက်တစ်ခုဘာလို့မလဲဆိုရင်ကျတော့အနှုတ်ယူလိုက်ပါမယ် ။ဒါဆိုရင် integration လုပ်ရင် by by 4 to by by 2ကို by by 2 to by မှာ cos ကိုရိုက်တော့ sin မှာ sin by by 2 by by 4ဘက်ကလည်းဒီလိုပဲ sin by 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 2ပေါ့နော်။အဲ့တော့သူ့ကို limit တွင်လိုက်တော့ sin by by 2ကို limit တွင်လိုက်တော့ sin by by 4ဒီဘက်က sin by sin by by 2နော်။အဲ့တော့ဇေရိုဒီ sin နော်။ ိုင်ပိုင်4ဒီဘလောက်လဲဆိုရှင်1 2ပေါ့အဲ့တော့အားလုံးကိုရှင်းလိုက်ရဲကယ်ကူလီတာနဲ့ပဲရှင်းမှာပေါ့နော်ကယ်ကူလီတာနဲ့အားလုံးကိုရှင်းလိုက်ရင်2 2 2ဆိုတဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်အော်နောက်တစ်ခုက example 2ရဲ့ number 1ပါဒါဆိုရင် method number 1အနေနဲ့သွားမယ်ဆိုရင်1 by 2ကျေလို့ယူထားမယ်ပေါ့ substitute method အနေနဲ့သွားဒီတည်းက root တည်းကအောင်ယူထားလိုက် အဲ့တော့ DU ရှိတ်လိုက်တယ်ဆိုရင်နောက်က X ကိုရှိတ်လိုက်တော့ minus X ကိုရှိတ်တော့1ဒါကြောင့် minus TH ပါအောင်အဲ့တော့ဒီမှာ substitute လုပ်မယ်ဆိုရင်2 minus X ညာမှာပါလဲ U ရှေ့က X ညာမှာကြာလို့ရှိရင် HDH ပေါ့နော် HDS ညမှာ0ကဒီမှာ H ကိုလိုချင်ဟိုဘက်ကိုရွှေ့လိုက်တော့ U minus 2 minus U ဒါကြောင့်မို့2 minus U DS ညမှာဘာဖြစ်မလဲ DU ဒါပေမဲ့အနှုတ်ပေါ်ရတဲ့ဒီဘက်ကအရှိရအနှုတ်လေးပါတယ် ဒါဆိုလို့ရှိရင် root u ကိုချက်ထဲဝင်မြောက်မယ်2 u 2 to the power 1 by 2ဒီကောင်ဘော်လေးထပ်မြောက်တော့3 by 2အဲဆို integrate လုပ်မယ်1 by 2ကိုကျက်ပေါင်းတော့3 by 2 by 3 by 2အဲ3 by 2ကိုပေါ်လန်နေလိုက်တော့2 by 3 origin နဲ့2နဲ့ရှိရော4 by 3ဖြစ်သွားတာဒီမှာလဲ3 by 2ကိုထပ်စားမယ် နော်ထပ်စားမယ်ဆိုတော့3/2ကိုဘာလုပ်မလဲကျေလို့ integrate လို့တော့ +1 ဆိုတော့5/2 5/2 5/2သူ့ကိုရှေ့ပို့လိုက်တော့2/5ပေါ့အဲဒီတော့မှဒီ u နေရာမှာကျေလို့ original 2-x ကိုပြန်ထည့်ထားတာပါဒါ 2-x နဲ့ x ကိုပြန်ထည့်ထားခြင်းဖြစ်တယ်နော်ပြီးရင်ကျတော့ limit တွေတွင်အောင်ဒီမှာ limit စပြီးတွင်မယ် integration of 1 to 2ဆိုပြီးတော့ limit တွင်မယ်2ကိုရင်စတွင်မယ်1ကိုရင်စတွင်မယ်2 minus 2 2 minus 2ဖြစ်တဲ့အတွက်ရှေ့ရကိန်းဒီ0ပေါ့နောက်က1ကိုတွင်းတော့မှာဒီအဖြစ်ရရှိလာမှာဖြစ်ပါတယ်အဲ့တော့ calculator နဲ့ရှင်း14 by 15ရရှိမှာဖြစ်ပါတယ်ဒါ calculator သုံးပြတဲ့အပိုင်းဖြစ်သွားပါပြီ ရောအစမဲ့တူးမှာကျေတို့ဟာနောက်ထပ်မက်သက်တူးပုံစံနဲ့တွဲမင်း UE ကွဲတူ2 minus x ကတော့ထားထားမင်း DU ရှိတ်လိုက်တော့ DU ပြီးတော့ x ကိုရှိတ်လိုက်တော့ minus dx ပါဒါမဲ့ဘာကိုပြောင်းမလဲဆိုတော့ဒီက limit ကိုပြောင်းမှာ limit က1ဆိုလို့ရှိရင်ကျေတို့ကဒီထဲကို1ထည့်လိုက်မယ်2 minus 1ဆိုအဖြစ်က1ပဲ တကယ်လို့2ထည့်မယ် limit က2မိုင်းညာ2ဆို limit က blah ဖြစ်သွားရင်လည်း0ဖြစ်သွားရင်ဒါကြောင့်သူ့ရဲ့ original limit က1 to 2ဆိုရင်ဂျေရိုရလာရဲ့ကောင်းသည်1 to 0ပါ limit ပြောင်းသွားပါသည်နော်အဲ့တော့ဒီမှာ DA ဆီယံမှာ minus DU ဒါအကုန်လုံးအပုံမှန်တိုင်းပဲရှေ့ရမတက်နံပါတ်1လို့ပဲထည့်ထားတာပေါ့နော်အဲ့ဒါပြီးတော့မှကျွန်တော် integrate လုပ်မယ်ဆိုရင် u to the power 1/2 1/2ကို +1 ပေါင်းလိုက်တော့3/2 3x2 ကို 3x2 ညာစားမယ်ဆိုရင်မစားဘဲနဲ့တိုက်ရဒီဘက်ကိုတင်မယ်ဆို 2x3 ဒီရှေ့က2နဲ့ဆိုတော့ဘာဖြစ်သွားမလဲ 4x3 ဖြစ်သွားမယ်ဒီဘက်ကလည်းတစ်ပေါင်းတော့ 5x2 5x2 နဲ့ပြန်စားမှာဟောအပေါ်လန်တင်တော့ 2x5 အဲ့ဒါကို upper limit 1အတွင်းမယ် lower limit 0အတွင်းပြီးတော့ရှင်းနောက်ဆုံးဖြေက 14x15 ရပါမယ်နံပါတ်1ရဲ့ A ပေါ့နော် uh, integration အား0 to ဘလောက်လဲ1 e to the power h by e to the power h plus 1 dx ဒါဆိုရင်ဒီဇယ်တို့ကသူ့ကိုယူထားမယ်ဘယ်ကိုယူထားမလဲဆိုရင် e to the power h plus 1ကိုယူထားမယ်ဒါဆိုရင်ရှိတ်မယ် e to the power h ကိုရှိတ်ရင် e to the power h dx u ကိုရှိတ်တော့ du ဒါဆိုရင်သူ့ကိုဈာတွေတွင်မယ်ဒီမှာဈာတွင်မယ် e to the power h plus 1ကိုတွင်လိုက်တော့ u e to the power h dx ကိုနေရာမှာ du เนาะ ဂျီယူသွင်းလိုက်တယ်နော်အဲ့တော့မှဂျယ်တို့ကဒီမှာ lodge you ln e to the power x plus 1 ln e to the power x plus 1ဖြစ်သွားမယ်ဒါဆိုရင် limit သွင်းမယ်0 to 1 0 to 1ဆိုတော့1ထည့်လိုက် e to the power 1 plus 1 e 1က1ပဲပေါ့ e plus 1တကယ်အောင်0ထက် e to the power 0စီ1 1 plus 1ဆိုတော့2ပါ ln 2ပါနံပါတ်ဘီက -1 to 1ပေါ့ limit က x into roots express2dx အဲ့တော့သူ့အစားသွင်းတဲ့နည်းငယ်ပဲပြပါမယ် express2 ကိုယူထားမယ်ရှေ့လိုက်တော့ dhdu x ကိုလိုချင်နေဆိုရင်ဟိုဘက်ကိုရွှေ့လိုက်တယ် u minus 2အဲ့တော့ inch error ဒီမှာအစားသွင်းမယ် dh ညာမှာ du h ညာမှာ u minus 2เนาะဒီ root ညာမှာက u ထည့်လိုက်တော့ u to the power 1 by 2သူ့ကိုဘာမှ integrate မလုပ်ခင် u ကိုထည့်ဝင်မြောက်မယ် u တစ်လုံးနဲ့1 by 2နဲ့မြောက်လိုက်တော့3 by 2 ရှေးရဒူးရဒီတိုင်းပေါ့ဒူးဒီယူဇူဒူးတဘာဝ1/2เนาะသူကပူးရေးလဲရတယ်ဒီလိုမျိုးခွဲရေးလဲရတယ်သူကနှစ်မျိုးလုံးဖြစ်နိုင်တယ်เนาะအဲ့တော့3/2ကိုเนาะ integrate လုပ်တော့1ပေါင်းတော့5/2 by 5/2ဒီက1ပေါင်းတော့3/2 by 3/2အဲ့ရှေးပို့လိုက်တော့2/5ဇူဒူးတဘာဝ5/2ဒီကောင်ရှေ့ပို့လိုက်တော့4/3 u2 the power 3/2เนาะ ။ဒါဆိုရင်ကျဲတို့ကစုစုလေးသူကပြန်ရေးခြင်းနဲ့ပေါ့နော်။ယူနီယာမှာကျဲတို့ Nogo Origin နဲ့ဘာလို့ထည့်မလဲဆိုရင် Express 2ကိုပြန်ထည့် Express 2 5.2နော် minor 4.3 junior မှာပါထဲမလဲ express 2ထဲမယ် power က3.2ပါဟောဒီနေရာမှာကျေတို့ဒီ upper limit lower limit ကိုပြန်ထည့်မယ် minus 1 to 1ကိုပြန်ထည့်မယ်စောစောအဖြေကိုပြန်ကူးရေးပြီးတော့ကျေတို့ limit upper limit 1 lower limit minus 1 အာ upper limit 1ကိုထည့်လိုက်တော့1 2ဆိုတော့3ဒီမှာက1 2ဆိုတော့3ဒီမှာက minus 1ထည့်လိုက်မယ်ဆိုတော့ minus 1 2ဆိုတော့1 minus 1 2ဆိုတော့ဘယ်လောက်လဲ1เนาะအဲ့တော့မှသူဒီစင်ချင်းရှင်းမယ်ပေါ့เนาะ3 to the power 5 by 2ကိုရှင်းလိုက်တော့9 root 3ဒီကောင်က3 root 3เนาะဒီဘက်က2 by 5 minus 4 by 3ဒါက calculator တစ်ပိုင်းနဲ့နှိပ်လဲရတယ် နောက်ဆုံး less answer က -2 root 3 by 5 plus 14 by 15ရပါမယ်။ဒီလိုဒီစင်ချင်းတွက်လဲရရင်ဒီကောင်တောက်လျှောက်ကယ်ကူလေတာနှိပ်လဲရဒီအဖြေတန်းထွက်မယ်။အဲ့တော့ zero homework အနေနဲ့ Jan ရဲ့ exercise လဲမမိုင်ဝမ်းအကျန်နာလေးတွေကို homework ဆက်တွက်ပေးပါမယ်။အဲ့တော့ဒီနေ့ share တင်တဲ့အပိုင်းကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့နှက်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်